တိုင်းပြည်ပြည်မှာစီလုံးညီညွတ်မှုပြပြလာရင်ဟိုလူကရန်လုတ်ချင်ဒီလူကရန်လုတ်ချင်ဖြစ်တတ်ပါတယ်။ကုန်းမောင်ခင်နှောင်းပိုင်းမှာတိုင်းပြည်ကပြက်ချင်တော့တက်လာတဲ့ဘရင်ကဖျားကိစ္စနဲ့မရားကိစ္စကိုပဲစိတ်ဝင်စားပါတယ်။ဗဇက်ကဖျားဖျားလက်ကကာယကာယလုတ်ပါတယ်။မင်းတို့ဘရင်ကလူကဖုန်ကြီးထီးကဓမြလို့ဗမောဆရာတော်ကပြောတာကိုခံရပါတယ်။အောက်ပိုင်းတစ်ပိုင်းလုံးကိုအင်္ဂလိပ်ကတိမ့်ထားချိန်မှာတောင်မှသူကမိဖျား40ကျော်50ယူပြီးတော့စိန်ရစ်နေပါတယ်။မိဖျားတွေအများကြီးယူ သားတွေအများကြီးမွေးပြီးတော့ဟိုလူကဘရင်လှုပ်ချင်ဒီလူကဘရင်လှုပ်ချင်ဖြစ်လာတော့ကျိုးကင်ချင်တဲ့အမတ်တွေမိဖုရားတွေကတော်တဲ့လူတွေအကုန်တက်ပြီးတော့အတုံးမကျတဲ့ကောင်ကိုဘရင်တက်လောက်ခိုင်းပါတယ်ဖေရူသားကဖုန်ကြီးလူတွေပါဖုန်ကြီးလူတွေသားပြောတယ်တိုင်းပြည်ထဲမှာရှိတဲ့မိမချောချောတွေကိုစီရင်လောက်ထားပြီးတော့ရနောင်မောင်မောင်တုတ်ကရှာဖွေဆက်တရပါတယ်အပြုတ်အိုးမရှောက်ပါဘူးအုပ်ချုပ်တဲ့သူတွေကအဲ့ဒါလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့အချိန်မှာနေကျအင်္ဂလိပ်က တိုင်းပြည်ကိုတိမ့်ဖို့အမျိုးမျိုးအကြောင်းရှာနေတယ်လို့နေချက်ပြင်းသစ်ကလည်းသူ့ထံကအရယူဖို့ကြိုးစားလာပါတယ်တကယ်တမ်းဒုက္ခရောက်တော့မစီမဆိုင်စဲရသားတွေအလုသမားလေသမားတွေကဒုက္ခရောက်ကြပါတယ်အုပ်ချုပ်တဲ့လူအသုံးမကျတာငါတို့နဲ့ပါဆိုင်တယ်လေငါတို့ကအနေသာကြီးလို့မထင်ကြပါနဲ့ဗျာတကယ်တမ်းဒုက္ခရောက်ဆရာရှိရင်စဲရသားတွေကအရင်ဆုံးဒုက္ခရောက်ရတာကြီးပါပဲတီဘောဘီရင်ခမရပါရမူသွားရှာတယ်ဆိုပြီးတော့ကျွန်တော်တို့အဖို့အဖွာစဲရသားတွေကတနာလုံးလို့ မျက်ရည်တောင်ကြတယ်တကယ်တော့တီဘောဘီရင်ဒုက္ခရောက်တယ်ဆိုတာကသူ့ထမင်းသူရှာစားစရာတောင်မှမလိုပါဘူးရတဲ့ပြင်စင်နဲ့တစ်တလုံးထိုင်ဆသွားတာပါဗျာထမင်းငတ်ဆရာရှိတော့တီဘောဘီရင်ကိုတနာလှကြည်ရဲ့ဆိုရဲဆင်းရဲသားအလုသမားလဲသမားတွေပဲငတ်ကြတာပါအင်မတန်ဆိုးွားလာတဲ့ဗရိတရိအာနာရှင်စနစ်ကိုကိုဘာသာအမြင့်မဖြတ်နိုင်လို့နိုင်ငံခြားအရေးရှင်ကဝင်ဖြတ်ပြီးတော့အမျက်ထုတ်သွားကြတာကိုနှစ်ပေါင်း60ကျော်ခံလိုက်ကြပါတယ်အခုကျွန်တော်တို့တိုက်ပြီးမှာ ဘာတွေဖြစ်နေသလဲတချို့လူတွေပြောတာကတော့အနီကမဲနိုင်တယ်အစိမ့်ကသူမနိုင်လို့အာနာသိမ့်တယ်အနီကမကျေတက်လို့အာနာပြန်လူတယ်အဲ့ဒါကြောင့်ပြည်တွင်းစစ်ကြီးဖြစ်ရောလို့ပြောနေကြပါတယ်ဒီနေ့ဖြစ်နေတာအနီနဲ့အစိမ့်ပြဿနာတဲ့အဲ့ဒီဇလန်းကိုယုံတဲ့သူကအုပ်စုနှစ်အုပ်စုပဲရှိပါတယ်ဘသူတွေလဲလို့မေးလိုက်လို့ရှိရင်အနီနဲ့အစိမ့်နေပါပဲအစိမ့်တွေကပြောတယ်အခုဖြစ်နေတာကအနီနဲ့အစိမ့်ရဲ့ပြဿနာအဲ့ဒါကြောင့်မဆိုင်တဲ့သူတွေဝင်မပါကြနဲ့တဲ့။ तू ကဝင်မပါတာကိုလိုချင်တာကို။ တချို့တော့သမိုင်းအမြင်နုနယ်တဲ့အနီးနုနုတွေကလည်းဒီနေ့တော်လန်ရေးဆိုတာအစိမ့်တွေကိုဖယ်ပြီးတော့အနီးတွေအာနာပြန်ရအောင် တိုက်နေတဲ့တိုက်ပွဲလို့ထင်ကြတာကလည်းရှိပြန်ပါတယ်တကယ်တော့အဲ့ဒီထက်အများကြီးပို့ပြီးတော့လေးနေပါတယ်ဒီတိုင်းမျိုးကိုနှစ်ပေါင်း60ကျော်ဂုတ်ခွစီပြီးတော့လူတွေကိုတတ်ချင်နိုင်တတ်နေတဲ့အာနာရှင်စစ်တပ်ကိုအမြင့်ဖြတ်ဖို့ပြည်သူပြည်သားအလုံးကယုံကံထကြွနေတဲ့တော်လန်ရေးပါကျွန်တော်တို့တိုင်းပြည်ရဲ့တော်လန်ရေးကတရုတ်နဲ့လက်မတူဗီယက်နမ်နဲ့လက်မတူ ကျူပန်းနယ်လည်းမတူတော်တော်ကြီးကိုတမှုထူပါတယ်အလွန်ခက်ခဲရှုပ်ထွေးပါတယ်တရုတ်တော်လန်ရေးမှာအဓိကစက်ကောင်က၃မျိုးပဲရှိပါတယ်ကွန်မြူနီရယ်ကူမင်တန်ရယ်ဂျပန်ရယ်ပါအဲ့ဒါကိုတောင်ခက်ခက်ခက်ခဲတော်လန်ရေးလုတ်ခဲ့ရပါတယ်ဗီယက်နမ်မှာအဓိကစက်ကောင်က၄မျိုးပဲရှိပါတယ်အမေရိကန်ရယ်ပြင်သစ်ရယ်ဗီယက်ကောင်ရယ်ရုပ်သိမ်းအစိုးရရယ်ပါကျူပန်းမှာအဓိကစက်ဆောင်၂မျိုးပဲရှိပါတယ်အမေရိကန်ကြောထောက်နောက်ခံပေးထားတဲ့ဘတ်တစ္စတာအစိုးရရယ် ကက်စထရိုခြေခွေပါရခေါင်းဆောင်တဲ့ကွန်မြူနစ်ဒေါ်လာရေးသမားတွေရယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရောလက်နက်ကိုင်အဖွဲ့ဗဒဖွဲ့ရှိပါတယ်လေ3မိနစ်အတွက်မှာအပြေပေးနိုင်တဲ့သူရှိလို့ရှိရယ်မျက်မှောက်သမိုင်းဘာသာရဲ့အတွက်မဟာဝိဇ္ဇာဘွဲ့တောင်မှပေးလိုက်ချင်ပါတယ်ဗနဖွဲ့ဆိုတာကျွန်တော်ကတော့စင်းပြူစုထားပြီးသားကိုမရှိပါဘူးအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေဆိုတာကလည်းဘသူဘသူမှဘုံမထားကြတာပါဘူးတဖွဲ့စီတဖွဲ့စီရဲ့ခေါင်းဆောင်ဆိုသူတိုင်းဟာဆရာမကူ တရားဘူးညံဖြင့်အလိုလျောက်သိတော်မူကြသောတော်လှန်ရေးခေါင်းဆောင်ကြီးတွေဆိုရကြပါပဲမင်းကဘာကောင်းမလို့ငါ့ကိုလာပြီးတော့ဆရာလုပ်နေတာလဲငါကဗိုလ်ချုပ်กว่าဆိုတဲ့သူတွေဒီတိုင်းပြည်မှာမနှဲလာပါဘူးကျွန်တော်တို့တိုင်းပြည်မှာဗိုလ်ချုပ်ဘယ်နှယောက်ရှိတယ်လဲဗျဒင်းကာဝါလူတက်စုမကရှိလိမ့်မယ်လို့ထင်တာပါပဲစစ်ကောင်စီတက်မှာလဲစစ်သားမရှိလို့သာလူပြန်မေးဥရိထုတ်ပြီးတော့ပေါ်တာဆွဲနေရတာစစ်ဘုတ်ကတော့တော်တော်ရှိနေတော့မှာကိုယ်သဘောနဲ့ကိုစစ်ထက်ဝင်မဲ့လူသာတယောက်မှမရှိတော့တာဘိုးတန်းလျှောက်တဲ့လူကတော့ရှိနေတော့မှာပဲဗျ တော်လိုင်းရေးဘက်မှာကလည်းအဖွဲ့တွေကအလွန်များလွန်းတော့ဘိုးတွေလည်းမနှဲမနှောရှိပါတယ်ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာတက်သား40ဘိုး60ရှိပါတယ်တော်လိုင်းရေးအဖွဲ့တွေများလိုက်ပုံကလည်းငကားဂလုံးကြားကြက်သစ်ချင်းသစ်မွေပွေးမွေဟောက်လင်းရုံသိမ့်ရဲ့အစုံရှိပါတယ်ဗျတိုင်းရင်းသားတွေဆိုလို့ရှိရင်လည်းတိုင်းရင်းသားတိုင်းမှာတော်လိုင်းရေးအဖွဲ့အ ਨੇ စုံတစ်ဖွဲ့တော့ရှိကြတာကြည်ပါပဲတိုင်းရင်းသားတစ်မျိုးထဲမှာတော်လိုင်းရေးအဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ဆိုတာတွေလည်းရှိပါသေးတယ်ဒီလိုအခြေအနေမျိုးကမှသူတလူငါတမင်းဖြစ်နေတယ်လို့မဆိုလို့ရှိရင် ဘာလို့ပြောကြမလဲဒီလိုအခြေအနေမျိုးကမှအမျိုးသားစီလုံးညီညွတ်ရေးပြက်ပြားနေတယ်လို့မပြောရင်ဘာလို့ပြောကြမလဲရှင်းဆုံးမှာကျွန်တော်ပြောခဲ့တဲ့ဝါကျကိုပြန်ကောက်ပါမယ်တိုင်းပြည်တစ်ပြည်မှာစီလုံးညီညွတ်ရေးပြက်ပြားလာတယ်ဟိုလူကရန်လုတ်ခြင်းဒီလူကရန်လုတ်ခြင်းဖြစ်တတ်ပါတယ်ပြောလိုက်ကြရင်တော့သူမြပြည်တွင်းရေးကိုဝင်ပါပါဘူးဆိုတဲ့သူတွေကြီးပါပဲလက်တွေ့မှာတော့ဗမာပြည်ပြည်တွင်းရေးမှာဝင်မပါပဲကင်းကင်းနေတဲ့အင်းကြီးနိုင်ငံဆိုတာလာအိုစ်တနိုင်ငံပဲရှိပါတယ်မယုံရင်စဉ်းစားကြည့်ပါ မြောက်ပိုင်းညီနောင်သုံးဘော်ကတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးစတော့လဲတရုတ်ပါပါတယ်မြောက်ပိုင်းညီနောင်ကအနိုင်ရပြီးတော့မျိုးကြီးတွေကိုတိမ့်ထားတော့ပြန်ပေးလိုက်ပါဆိုတဲ့နေရာမှာလဲတရုတ်ပါပါတယ်ရခိုင်ပြည်ပါကြောက်စုနာကိုတော်လိုင်းရေးအဖွဲ့ကတ်လာတော့တရုတ်စစ်သားတွေကဒရုန်းနဲ့တောင်ဝင်တိုက်နေပါတယ်သူများပြည်တော်ရေးကိုတရုတ်ကဝင်မဆွက်ဖက်ပါဘူးတဲ့ဒါပေမဲ့တရုတ်နိုင်ငံသားရေးဝင်ကြီးဝမ်ယီကိုရိုင်းကသူ့ပြဿနာကြီးနဲ့ထုတ်ပြောထားတဲ့ဖြတ်ကျော်ခွင့်မပြုနိုင်တော့အနီရောင်စီး၃စီးဆိုတာရှိပါတယ်သူများပြည်တော်ရေးကို ဝင်ပြီးတော့မဆွတ်ဖက်ကြေးဆိုလို့ရှိရင်ငါတို့ဘာသာဘဲစီးဖြတ်ဖြတ်ဘနစီးဖြတ်ဖြတ်မင်းတို့နဲ့ပါဆိုင်လေအမေရိကန်ကဘင်္ဂလားဒေ့ရှ်မြန်မာကယ်ဆယ်ရေးလမ်းကြောင်းစဉ်ကြံဆိုတာကိုစီစဉ်နေပါတယ်အဲ့ဒီကယ်ဆယ်ရေးစဉ်ကြံ humanitarian corridor ဆိုတာကြောင့်မြန်မာနိုင်ငံရေးသာမကအောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတောင်တော်တော်လှုပ်နေပါပြီကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကဘင်္ဂလားဒေ့ရှ်ကိုလာပြီးတော့ကယ်ဆယ်ရေးစဉ်ကြံ humanitarian corridor ဖွင့်ဖို့ပြောပါတယ်။ March လ24 25ရက်တွေမှာ American စစ်တပ်ရဲ့ Pacific ဒေသဆိုင်ရာလက်ထောက်စစ်ဦးစီးချုပ်ဗိုလ်ချုပ် Joel P. Fowell Bangladesh ကိုရောက်လာပါတယ်။အေဗီလာ16ရက်နေ့မှာတော့ American ပြည်တော်စုရဲ့အာရှတောင်ပိုင်းနဲ့အလဲပိုင်းအရေးဘယူရိုတာဝန်ခံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nicole Anchulik နဲ့ American ပြည်တော်စုရဲ့အာရှအရှေ့ပိုင်းနဲ့ Pacific ဒေသဆိုင်ရာတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရူးဟာရပ်တို့ဘင်္ဂလားဒေ့ရှ်ကိုလာကြပါတယ်။အဲ့ဒါလို့သူတို့လာတဲ့အချိန်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရဲ့ယာယီတန်အမတ်ဆူဇန်စတီဗင်ဆင်ကလည်းလာတွေ့ပြီးတော့အစည်းအဝေးအထူးထိုင်ကြပါတယ်။အဲ့ဒီသတင်းကိုကျွန်တော်သေးသေးချာချာသုံးသပ်ပြခဲ့ပါတယ်။အခုထိကျွန်တော်သုံးသပ်ချက် live ပေါ်မှာရှိနေပါသေးတယ်။ပြန်နှောက်ထောင်မှုအောက်မှာ link ထပ်ချပေးပါမယ်။ကျွန်တော်သေးသေးချာချာအချိန်ယူပြီးတော့သုံးသပ်ပြတော့တောင်းတောင်းဖြဖြဝိုင်းအောင်ပြီးတော့ဆဲကြပါတယ်။ မျက်စိသုံးပါနားသုံးပါအုံနောက်တွေကိုလည်းသုံးကြပါအဲ့ဒီလူတွေအဲ့ဒါလိုရောက်လာကြတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးစနစ်တကျစီစဉ်ပြီးတော့တွေ့ကြတာပါဦးသိမ့်မြတ်ကိုဝိုင်းဆဲနေကြတာကလည်းအကြောင်းမဲ့မဟုတ်ပါဘူးဆဲသူတိုင်းမှာသူ့အကြောင်းနဲ့သူရှိပါတယ်မြန်မာသတင်းမီဒီယာတွေထဲမှာလည်းစစ်ကောင်စီပေးတဲ့ထောက်ပံ့ရေးယူတဲ့မီဒီယာနဲ့အမေရိကန်နဲ့ဥရောပကပေးတဲ့ထောက်ပံ့ရေးယူထားတဲ့မီဒီယာဆိုပြီးတော့အဲ့ဒီနှမျိုးကအများကြီးပါအဲ့ဒီနှမျိုးရဲ့ ထောက်ပံ့ခြင်းနဲ့ကင်းလွတ်တဲ့မီဒီယာဆိုတာအလွန်ရှားပါတယ်။အဲ့ဒီနှစ်မျိုးစလုံးနဲ့ကင်းတဲ့မီဒီယာဆိုတာလက်တစ်ဖက်စာလောက်ပဲရှိပါတယ်။ဆိုလိုတာကငါးခုထက်မပိုဘူးလို့ပြောတာပါ။အဲ့ဒီငါးခုထက်မပိုတဲ့အထက်မှာကျွန်တော်တို့ TM Media ပါပါတယ်။ကျွန်တော်တို့ TM Media ဟာကြော်ညာကရတဲ့ငွေနဲ့ပြည်သူကလှူဒါန်းတဲ့10ဒေါ်လာ15ဒေါ်လာဆိုရဲငွေပေါ်မှာပဲမိကိုပြီးတော့ရက်တည်နေတာပါ။တခြားဘယ်ကထောက်ပံ့ခြင်းကိုမှ TM Media ကရယူထားတာမရှိပါဘူး။ဒါကကြွားစရာဟုတ်သလားမဟုတ်သလားဆိုတော့ မပြောတတ်ပါဘူးဒါပေမဲ့အမှန်တရားဆိုတာကတော့လုံးဝသိကြပါတယ်အဲ့ဒီနှမျိုးနှစားရဲ့ထောက်ပံ့ရေးရယူထားတာမရှိတော့သတင်းမီဒီယာတွေမှာမှာ TM media ဟာအစိအစုံတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အင်မတန်လိပ်ပြတ်တတ်ပါတယ်ပြည်သူလူထုမျက်နှာမှာတပါတခြားဘယ်သူမျက်နှာကိုမှကျွန်တော်တို့မကြည့်ပါဘူးဒီအကြောင်းကိုကျွန်တော်ဘာလို့ပြောနေတယ်လဲဆိုတော့အကြောင်းရှိပါတယ်ဒီအချိန်မှာတရုတ်အကြောင်းပြောရင်လားလူတိုင်းလူလူကလက်ခုပ်အောပါပေးကြပြီမဲ့ အမေရိကန်အကြောင်းပြောမိရင်ဝိုင်းအောင်ပြီးတော့ဆဲကြစွန်ကြီးလောင်းကြတာကိုခံရပါတယ်မြမအရေးမှာဝင်ပြီးတော့ပတ်သက်လာရင်အမေရိကန်ပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ဘသူ့ကိုပဲဖြစ်ဖြစ် TM Media ကပြောကြရရှိတာကိုတော့ပြောမှာပါဆဲကြတဲ့သူလက်တဆုပ်စာကြောင့်လုံးဝတွတ်ဆုပ်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ဗမာပြည်ကသတင်းသမားတချို့နိုင်ငံရေးသမားတချို့ကသာမဟုတ်ပါဘူးညင်းနေကြပေမဲ့အမေရိကန်ဥစည်းရဲ့ကယ်ဆယ်ရေးစင်ချံကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာတော်တော်ကိုရှုပ်ထွေးနေပါပြီ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥဇာမန်ကအမေရိကန်ဗျာဒိတ်တော်နဲ့လုပ်မဲ့မိုဟာမက်ယူနစ်ရဲ့ဘင်္ဂလားဒေ့ရှ်ရခိုင်ကယ်ဆယ်ရေးစင်ကြဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံတော်လုံခြုံရေးကိုအကြီးအကျယ်ထိပါမဲ့အရည်ရရှိတဲ့အတွက်ရှစ်ဆက်မတူဖို့သတိပေးလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးဝါကာဥဇာမန်ပြောတာကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်ပြရမယ်။ကယ်ဆယ်ရေးစင်ကြမလုပ်ရဘူးဆိုတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးဝါကာဥဇာမန်နဲ့မိုဟာမက်ယူနစ်ရဲ့ တကားပိတ်အစိုးရမှပြောဆိုခဲ့တာဖြစ်ပြီးတော့တစ်ဖက်စလုံးကအတီးပြုတ်ထားပြီးသားတဲ့မှာဗိုလ်ချုပ်ကြီးဝါကာဦးဇာမန်ကအဲ့ဒီဇင်းညာလန်းကိုသွေးစွန်းမဲ့ဇင်းချာ Bloody Corridor လို့ခေါ်တော့သုံးဆွဲပါတယ်စစ်ကောင်းဆောင်တယောက်တည်းကပြောတာမဟုတ်ပါဘူးယာဒူးပြုတ်ထွက်ပြေးရတဲ့ဝင်းကြီးချုပ်ဟောင်းရှိတ်ခါဂျီနာသူ့အရင်ဝင်းကြီးချုပ်ဟောင်းခါလီဒါဇီယာတို့ကလည်းပြင်းပြင်းထန်ထန်ကောက်ွက်ပါတယ်အခုဆိုရင်မိုဟာမက်ယူနစ်စာအကြက်ဆက်ရောက်နေပါပြီအမေရိကန်ကမြားပစ်တဲ့သူဆိုလို့ရှိရင်တကယ်ပြတ်မှတ်ကမြန်မာပြည်ပါ ဘင်္ဂလားဒေ့ရှ်ကအမေရိကန်ကိုင်နဲ့မျှပါမျှဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကတောင်မှသွေးစွန်းမဲ့စင်ကြံလို့ပြောနေတဲ့အချိန်မှာအပြစ်ခံရမယ့်ကျွန်တော်တို့မြန်မာပြည်ကလူအများပြားဟာအိမ်မောကြာနေကြပါသလားထပါမျက်စိဖွင့်ကြည့်ပါ ကြည်တော်သူသာမြင်နိုင်ပါလိမ့်မယ်ဖျားတဆူပွတ်မှာအဲ့ရကတခါထကြည့်တဲ့ကာလာနဂါးကြီးလို့အိမ်မောကြာနေရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ခါးရိုးပေါ်မှာ တရုတ်တွေအမေရိကန်တွေကဖြတ်နင်းသွားတာကိုတောင်မှမသိလိုက်ပဲနေပါလိုက်မယ်ဘင်္ဂလားဒေ့ရှ်က AAR ခတ်တက်တော်နဲ့ဆက်သွယ်ပြောဆိုနေတာကိုစစ်ကောင်စီကမကြိုက်လို့တရားဝင်ကန့်ကွက်ပါတယ်မေလ17ရက်နေ့မှာစစ်တမ်းမှုဗိုလ်မှူးချုပ် FDF ဟော်စင်ကိုစစ်တမ်းမှုဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်ကသူတို့အနေနဲ့ AAR ခတ်တက်တော်နဲ့ဆက်သွယ်ပြောဆိုနေတာဟာလိုအပ်လို့ဆက်သွယ်နေတာလို့ပြန်ဖြေပါတယ်မဆက်သွယ်ပါဘူးလို့ဂရီမပေးပါဘူး ဲ့ဒါလို့ဂရီပေးမဲ့အစားမှာပန်အမတ်မိုနိုဝါဟော့စိန်နဲ့စစ်တပ်မှုဗိုလ်မှူးချုပ်အက်ဖ်တက်ဟော့စိန်တို့ကိုပြန်ခေါ်ယူခဲ့ပါတယ်အကြောင်းမဲ့ဖြစ်နေတာကြီးမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်မြန်မာအမေရိကန်အကြောင်းကိုထပ်ပြီးတော့တရားပြောပါအောင်မယ်မေလ14ရက်နေ့မှာတမူပကဖ10ယောက်ကိုအိန္ဒိယနယ်ဂျာဆောင်တပ်အပ်ဒန်ရိုင်ဖယ်ကပြစ်ခတ်တပ်ဖြတ်လိုက်ပါတယ်အိန္ဒိယကမြန်မာအရေးမှာလက်ပိုက်ကြည့်နေတယ်လို့မထင်ပါနဲ့ မူရစီဝါထုတ်လုပ်ဖြန့်ဖြူးနေတဲ့ UWSA ဝပီသွေးစီညွေရေးတက်မတော်ကိုမြန်မာကမရှင်းနိုင်ရင်ထိုင်းစစ်တပ်ကရှင်းလင်းရမယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကမေလ29နေ့မှာတစ်ချိန်မေလ30နေ့မှာတစ်ချိန်နှစ်ချိန်တိတိပြောဆိုခဲ့ပါတယ်သက်စင်ပါလဲဆိုတာကိုနည်းနည်းစဉ်းစားကြည့်အောင်ပါသက်စင်ဟာအရင်ကဝန်ကြီးချုပ်ဖြစ်ခဲ့ဘူးသလိုလက်ရှိဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝရဲ့အဖေလည်းဖြစ်ပါတယ်သက်စင်ဟာဗမာစစ်ကောင်းဆောင်တွေနဲ့ရင်းနှီးသူဖြစ်ပါတယ် စစ်ကောင်းဆောင်တွေဘက်ကရက်ခဲ့သူဖြစ်ပါတယ်။တက်ဆီဟာအမေရိကန်နဲ့နှိစက်သူဖြစ်ပါတယ်။ပြောချင်တာက Pro American မှာ Pro China မဟုတ်ပါဘူး။စစ်ကောင်းဆောင်တွေနဲ့နှိစက်ပြီးတော့ Pro American လည်းဖြစ်တဲ့တက်ဆီဟာတိလရဲ့ proxy လို့လူအများယူဆကြတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော်ကိုနရွက်သွားပြီးတော့ဒရေးစွတ်တာဟာဗာဒိတ်ပဲပါလား။ဝါဟာလက်ရှိတော်လန်ရင်မှာခြံစည်းဥပေါ်ခွာထိုင်နေတဲ့သူပါ။ ဝါကိုဖိအားသွားပေးလိုက်ရင်စစ်ကောင်စီဘက်ကိုပိုကတ်သွားမလားဒါမှမဟုတ်ရင်တခြားဘာဖြစ်နိုင်လဲတော်လိုင်းရဲတဲကိုမလွဲမရှောင်းတာဝင်ရောက်လာမှာလားတက်စင်ကနှစ်ခါတောင်ပြောနေတာဟာအကြောင်းမဲ့မဟုတ်ပါဘူးဒါတွေကိုကြည့်လိုက်လို့ရှိရင်မြမအခက်ငါတို့အချက်လှုပ်ချင်နေတဲ့တိုင်းပြည်တွေမနည်းဘူးဆိုတာတွေ့ရမှာပါတရုတ်အမေရိကန်ဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းတို့ဟာမြမအရေးမှာပါဝင်ဆွတ်ဖက်နေပါတယ်အဲ့ဒီထဲမှာအဓိကအကြဆုံးကတရုတ်နဲ့အမေရိကန်ဆိုတာကိုလည်းသတိပေးချင်ပါတယ် ဆောစောပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲတိုင်းပြည်မညီညွတ်တဲ့အခါမှာဝင်ပြီးတော့အမျက်ထုတ်ချင်တဲ့သူတွေကများပါတယ်ကျွန်တော်တို့နိုင်ငံမှာအင်္ဂလိပ်နဲ့ပြင်သစ်အပြိုင်နယ်ချဲ့ခဲ့ကြလို့လဲလွတ်လပ်ရေးဆုံးရှုံးခဲ့ရဘူးပါဘီဂျပန်ကမြန်မာပြည်တောင်ပြားကဝင်ပြီးတော့မြောက်ဖျားထိစစ်ဖက်နက်နဲ့နှင်းချေသွားသလိုအင်္ဂလိပ်ကမြန်မာပြည်မြောက်ဖျားကနေပြီးတော့တောင်ပြားထိစစ်ဖက်နက်နဲ့အပြန်အလှန်နှင်းချေသွားခဲ့လို့တိုင်းပြည်စစ်စစ်ညံ့ညံ့ကြေခဲ့ဘူးပါဘီတမိုင်းတင်ကားစားတွေပါ ဒီတော့တိုင်းပြည်ညီညွတ်ဖို့ national integrity ရှိဖို့သိအရေးကြီးနေပါတယ်ဒီနေရာမှာညီညွတ်ရေးလို့ပြောပြန်တော့ညီညွတ်ရေးဆိုတာကိုတယောက်တစ်မျိုးအထိပယ်ဖွင့်ကြပြန်ပါတယ်စစ်ကောင်စီကဘာပြောသလဲဆိုတော့မင်းတို့ကငါတို့ကိုတော်လန်နေလို့ညီညွတ်ရေးပြပြနေတာငါတို့ပြစ်ခတ်တပ်ဖြတ်သမျှကိုမင်းတို့ကငြိမ်ခံကြပါငါတို့လုပ်သမျှကိုမင်းတို့ကလက်ခံကြပါငါတို့အဲ့ဒါလိုနီးနဲ့ညီညွတ်ကြအောင်ပါလို့သူတို့ကပြောနေပါတယ် ဲ့ဒီညီညွတ်ရေးဆိုတဲ့စစ်ကောင်စီပေးတဲ့စေကားကြီးမျိုးကိုသာမျိုးမယ်ဆိုလို့ရှိရင်တော့တနိုင်ငံလုံးကပြည်သူတွေအားလုံး1ဒေါ်လာကြပါလိမ့်မယ်။ဓာမိုးထားတဲ့ငင်းချမ်းရေးကျိုးနဲ့တုတ်ထားတဲ့ညီညွတ်ရေးဆိုတာမျိုးဟာကိုယ့်ကိုယ်ကိုတတ်သိခိုင်းတာနဲ့ဘာမှမထူးပါဘူး။အခုလိုနေတဲ့တကယ်တမ်းလိုအပ်နေတဲ့ညီညွတ်ရေးကစစ်ကောင်စီကိုဆန့်ကျင်တဲ့တော်လိုင်းရေးအဖွဲ့တွေအားလုံးအလံတစ်ခုရဲ့အောက်မှာတပ်ပေါင်းစုဖွဲ့ပြီးတော့ညီညွတ်ကြဖို့လိုနေတာပါ။ NUG ကညီညွတ်ရေးလှုပ်ချင်တယ်လို့တော့ပြောပါရဲ့။ညီညွတ်ရေး လိုအပ်တယ်ဆိုတာကိုလည်းသူတို့သဘောတူပါရဲ့ဒါပေမဲ့သူ့လက်အောက်မှာမဝင်တဲ့သူတွေကိုရန်သူလို့သဘောထားတယ်ကြီးထွားမလာအောင်လဲအစွမ်းကုန်ပိတ်ဆို့ပါတယ် PLA တွေကိုဆိုလို့ရှိရင် community မလို့မညီညွတ်နိုင်ဘူးဆိုတာမျိုးတွေကိုပြောပါတယ်တခြားလူတွေနဲ့မပေါင်းမဲသူတို့ဘာသာတိုက်ပြီးတော့အာနာသိမ့်နိုင်လိမ့်မယ်လို့လည်းသူတို့ကထင်နေကြပါတယ်အဲဒါကြောင့်နည်းနည်းတော့မန်တက်နေပါတယ်ထင်သလောက်သိမ့်မလွယ်ဘူးဆိုတာကိုသတိပေးချင်ပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကြတော့လဲ ကိုယ့်နေမြေအတွက်ကိုတိုက်ကြမင်းတို့ဗမာတွေအတွက်ငါတို့တိုက်မပေးနိုင်ဘူးကိုတိုက်လို့ရတာကိုယူလို့ဆိုကြပြန်တယ်ဒီပြည်တွင်းစစ်မှာများများတိုက်နေတဲ့သူကများများယူမယ်လို့လည်းပြောပြန်ပါတယ်အဲ့ဒီအတွေးခေါ်လေးတွေကိုစစ်ကောင်စီကချစ်နေတာပါဗျာအဲ့လိုမျိုးအတွေးခေါ်လေးတွေကိုပဲစစ်ကောင်စီကအားပေးနေကျေနပ်နေတာပါဗမာပြည်ကွန်မြူနတီပါတီအောက်ကနေပြီးတော့ဝကိုကမိုင်လာကချင်းနေခွဲထွက်သွားအောင်အဲ့ဒီအတွေးခေါ်မျိုးလေးတွေကိုစစ်ကောင်စီကအားပေးခဲ့တာပါ KNU နဲ့ DKBA ကွဲအောင်အဲ့ဒီအတွေးခေါ်မျိုးလေးတွေကိုပဲစစ်ကောင်စီကအားပေးခဲ့တာပါပဲတော်လိုင်းရေးသမားတွေမပေါင်းနိုင်သမျှစစ်ကောင်စီကအားရကျင်းတတ်ပါတယ်ပေါင်းမယ်ဆိုရင်တော့နှစ်ဖွဲ့သုံးဖွဲ့ပေါင်းလို့ရှိရင်တော့မှစစ်ကောင်စီကတေလူအောင်ကြောက်ပါတယ်မြောက်ပိုင်းညင်အောင်သုံးဖွဲ့ဆိုတာများများမဟုတ်ပါဘူးသုံးဖွဲ့တွေပဲပေါင်းခဲ့တဲ့တပ်ပေါင်းစုအသေးစားလေးတစ်ခုပါအဲ့ဒီတပ်ပေါင်းစုအသေးစားလေးကဝိုင်းတမလိုက်တာတောင်မှစစ်ကောင်စီဘဝပြတ်တော့မလို့နည်းနည်းပဲလိုရတော့တယ် ဒီနေ့ခေတ်ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေဟာအထိမကန်ကျွေပကန်ဖြစ်နေပါပြီတောက်တစ်ချက်ပြင်းပြခေါက်လို့ရှိရင်တောင်မှလန့်ကွဲမှာကြောက်နေရပါတယ်အန္တရာယ်တိတ်ကြီးနေပါတယ်အဲ့ဒါလို့အန္တရာယ်တိတ်ကြီးနေတဲ့အခြေအနေမှာဘသူနဲ့မှမပေါင်းဘူးငါဘာသာတိုက်မယ်ဆိုပြီးတော့မန်တက်နေတာဟာကိုယ်သေးရင်းကိုတူးတာပါပဲဘလောက်အန္တရာယ်ကြီးတယ်လို့မေးလို့ရှိရင်စစ်ကောင်စီရောတော်လှန်ရေးအဖွဲ့တွေရော ြည်သူပြည်သားတွေပါအာလုံးစစ်စစ်ညံ့ညံ့ကြေသွားနိုင်လောက်တဲ့အထိအန္တရာယ်ကြီးပါတယ်မဖြစ်နိုင်လောက်ဘူးလို့တော့မထင်ပါနဲ့ယူဂိုစလာဗီးယားကိုကြည့်ပါဒီအခြေအနေထိအောင်ဗမာပြည်ကိုဒီလောက်ထိအကျက်ဆိုင်သွားအောင်တွန့်ပေါ်တဲ့အဓိကတရားခံကစစ်ကောင်စီပါပဲစစ်ကောင်စီကိုအချိန်အတိုဆုံးနဲ့မြန်မြန်ချိန်မုံနိုင်မှသာအန္တရာယ်အကြီးကြီးဆက်ဖြစ်လာမှာကိုကြော်လွှားနိုင်ပါလိမ့်မယ်စစ်ကောင်စီရှုပ်နေတယ်မြတ်ညီညွတ်ရေးမရနိုင်ပါဘူးစစ်ကောင်စီမှာပါတဲ့ညီညွတ်ရေးဆိုတာမျိုးကို မမျော်လင့်ပါနဲ့မရနိုင်ပါဘူးနှစ်60ကျော်မြမနိုင်ငံရေးမှာအဓိကစူးဝင်နေတဲ့စူးကြီးဟာဆက်အနာရှင်စနစ်ပါအဲ့ဒီစူးကြီးကိုမနှုတ်နိုင်သေးတဲ့မြမဘာမှလုပ်လို့မရပါဘူးပြည်သူမျက်နှာကိုကြည့်ကြပါကိုယ့်အကြောင်းကိုသိကြပါဖြစ်လာနိုင်တဲ့အန်ဒီရဲ့အတိုင်းအဆကိုလည်းသိကြပါလို့သတိပေးချင်ပါတယ်အကြံပေးချင်ပါတယ်ခင်ဗျာ